ဝမ်ဂျဝိုင်းတဲကိုမကြခင်ပြန်လာပြီလို့အတည်ပြုလာတဲ့တန်စင်တန်စင်အပွဲဖဲတော့လဲဘယ်သူနဲ့လဲပရင်းသမားလုံးမမိလားများအင်ကရစ်မာရှယ်ဘွားကလည်းအားလုံးကိုပြန်လဲကြိုလိုက်ပါရင်ဒီနေ့မှာတော့ဝမ်ဂျဝိုင်းတဲကိုမကြခင်ပြန်လာပြီလို့အတည်ပြုလာတဲ့တန်စင်တန်စင်ပွဲဖဲတော့လဲဘယ်သူနဲ့လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါမျိုးလုံးပြဿနာအကြောင်းစဉ်းစားမှုမအောင်မြင်မဲ့ပွဲပြက်ခဲ့ရတဲ့တန်စင်ဟာလက်ရှိအချိန်မှာတော့တတပြောင်းခင်ပြီးပွဲပြန်ထိုးဖို့အသင့်ဖြစ်နေပါပြီမကြသေးခင်ရပိုင်းကပဲတန်းစင်ကထိုင်းနိုင်ငံကိုထွက်ခွာပြီးဝမ်မှာပြန်ကစားဖို့လိုအပ်တဲ့စစ်စစ်မှုတွေပြုလုပ်ခဲ့ပြီးစစ်စစ်မှုအောင်မြင်သွားခဲ့တာပါ မကြခင်ချိန်အတွင်းဝမ်ချန်ပီယံရှစ်မှာပြန်လည်ထိုးသက်တော့မယ့်အကြောင်းကိုတန်းစင်ကသူ့ရဲ့ Facebook စာမျက်နှာကနေတဆင်ပရိသတ်တွေကိုအသိပေးအကြောင်းကြားလာခဲ့တာပါ။တန်းစင်ကလက်ရှိ UA Fighter တွေထဲမှာလာလာကောင်းနေရှိနေတဲ့ Fighter 2လေးဖြစ်ပါရင်ဂျပန် Super Fighter တကယ်တူကိုဖင်ထိုင်ရဲ့လဲချသွားအောင်ထိုးနိုင်ခဲ့တယ်လို့ပရိသတ်အင်အားအခိုင်အမာရှိတဲ့ Fighter ပါ။ပရိသတ်တော်ဝင်များကလည်းတန်းစင်ရဲ့ဘွဲကိုစောင့်ဆိုင်းနေခဲ့ကြတာပါ။တန်းစင်ကမကြမီလို့ပြောထားတဲ့အတွက်ပွဲနှီးနေပြီလို့သုံးသပ်ရမှာပါ။ဒီလာထဲမှာကျင်းပမဲ့ဝမ်ပြိုင်ပွဲတွေလည်းရှိပေမဲ့ဘွဲကအယံခံနေခဲ့ပါရင် ဒါကြောင့်တန်းစင်ရဲ့ပွဲကအခုဇွန်လထဲမှာဖြစ်ဖို့နေပြီးတော့ဇူလိုင်လအစောပိုင်းမှာဖြစ်လာနိုင်ပါတယ်။ဘဲဖိုင်တာနဲ့ထိုးသက်ရမလဲဆိုတာကတော့ခံမရခဲ့ပါတယ်။နောက်ဆုံးပွဲပြတ်သွားခဲ့တဲ့ပွဲမှာလည်း Time Fighter နဲ့မဟုတ်လို့လာမယ့်ပွဲကလည်း Weidan to Time Fighter တို့နဲ့ပွဲဖြစ်ဖို့များနေခဲ့ပါတယ်။တန်းစင်ကတော့ One Championship မှာ၄ပွဲထိုးသက်ထားခဲ့ပြီးတော့၂ပွဲနိုင်၂ပွဲတိကျထားခဲ့ပါတယ်။ဒီနေ့တင်ဆက်မှုကတော့ပါပဲ။ USC One Championship နဲ့လက်ဝဲအကြောင်းအရာကိုစွန်လင်းတင်ဆက်ပေးနေတဲ့ Agree Martial Sport Channel လေးကို Like and Follow လုပ်ထားပြီးဗီဒီယိုလေးကိုလည်း Share ပေးဖို့အတွက်တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။